တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းတူရီကီနိုင်ငံအတွက်ဆူတောင်းပါတမန်တော်ဝိတ္ထုအခန်းကြီး19အငယ်10မှ30ထို့နောက်မှပေါလုသည်တရားစရက်သို့ဝင်၍သုံးလပတ်လုံးဖျားတခင်ဤနိုင်ငံတော်အကြောင်းများကိုဆွေးနွေးညှိနှော၍ဖျားယောင်သွေးဆောင်သည့်ဖြင့်ရဲရင်စွာဟော ချို့သောသူတို့သည်ခိုင်မာသောစိတ်ရှိ၍မယုံကြည်ဘဲနေလျက်လူများရှေ့မှထိုဘာသာကိုကဲ့ရဲ့သောအခါပေါလုသည်သူတို့အထက်မှထွက်သွား၍တပည့်တော်တို့ကိုတီချာခွဲထားပြီးမှတူရန်နုအမည်ရှိသောသူဤစာတင်စရက်၌နှစ်နှစ်ပတ်လုံးနေတိုင်းဟောပြောသောအာဖြင့်အာရှိပြည်သားဖြစ်သောယူဒာလူဟီလတလူအပေါင်းတို့သည် သခင်ယေရှု၏နှုတ်ကပတ်တရားတော်ကိုကြားရကြ၏အာမင်ဆုတောင်းကြပါစို့ချစ်လစွာသောကောင်းကင်ဘုရားဘာကိုရောဤနာမတော်သည်ကြီးမြတ်၍ထိုပုံကြီးသောနာမတော်ကိုချီးမွမ်းကြပါ၏ကျွန်ုပ်တို့သည်ကိုရောရှိတော်၌တိုးဝင်လျက်တူရီကီနိုင်ငံအတွက်ကူစားပြုဆုတောင်းကြပါ၏ ထိုနိုင်ငံ၏ပြမမိသောအပြစ်များအားကိုစားပြုဝင်ချတောင်းမှကြပါ၏တူရကီနိုင်ငံ၌ချစ်ချင်းမေတ္တာစုကြည်စုသည်ကြောင်းဝင်ခြင်းအပေါ်အောင်မြင်ရန်ဖဖျားမဆာတော်မူပါထိုနိုင်ငံ၏အစိုးရအဖွဲ့သည်ဖြောက်မှတ်ခြင်းတရားသဖြင့်စီရင်ခြင်းညိတ်သက်ခြင်းကောင်းကြီးမင်္ဂလာများခံစားရရှိရန်တန်ရှင်းသောဝိညာဉ်တော်ဖျား လမ်းပြသွေးဆောင်တော်မူပါဒီနိုင်ငံ၌ပရောဖက်ပြုခြင်းဆိုင်ရာလှုပ်ရှားမှုများအပြင်ခရစ်တော်ဤမိခွေများပြန်လည်တောက်လောင်လာရန်မဆာတော်မူပါဘုအဖဖျားမှုဆောင်လျက်ရှိသောတိခါတော်ရဆရာတော်နှင့်တကားသူဤတကပါလုံးဆိုင်ရာပရောဖက်ပြုခြင်းသာသနာအတွေ့ကိုရောဤဘုံတော်ထင်ရှားစွာတကူနမိတ်လက္ခဏာများဖြင့် သက်ရှင်သောဘုရားကိုနိုင်ငံသားတိုင်းယုံကြည်လက်ခံလာရန်တခိယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်